ုဒ္ဓနိဗ္ဗာန်နှင့်သုလဝတ်73ယရဏတုတ်ယရဏ3ပါးဤဂုံတော်များဝိတာလီ၌ကဆိုင်ခြင်းဗုဒ္ဓမြတ်စွာရာဇဂိုပြည်၌တည်ရင်3စဉ်ဝိတာလီပြည်၌မိုးခေါင်၍ဆိုင်၏စဘာရှာပါမှုကြီးကြီးကျယ်စွာဖြစ်ပေါ်လေ၏ငမောခေါင်ပါမှုကြောင့်ဆင်းရဲသားများ ရာနှစ်ချီ၍တည်ကြည်ပျက်စီးကြရာလူသည်အလောင်းများကိုပင်နိုင်အောင်ဆွပြင်းမြုံနှံခြင်းမပြုနိုင်ကြတော့ချေထိုအခါလူသည်ကောင်းတို့၏အပုံနှံ့များကြောင့်မြေဖုတ်ဘလူးသားရဲ့တပတ်စသည်မကောင်းဆိုးဝါးများလည်းမြို့တွင်သို့ဝင်ရောက်လာကြပြီးလူတို့အားအနေရပြုကြလေသည်ဤသို့ဖြင့်ယောဂဝေဒနာမျိုးမျိုးများလည်းဖြစ်ပေါ်၍တနေ့တခြားအခြေအနေဆိုးဝါးလည်းရှိရာထိုအခြေအနေမှာကဲ့တင်ရန်မြည်သို့ပြုလုပ်သင့်သည်ကိုမျိုးသူမျိုးသားများစည်းဝေးတိုင်ပင်ကြသည် ထိုစည်းဝေးမှာအများသဘောတူဆုံးဖြတ်ချက်အရာရာ သကြိုပြီး၌သတင်းသုံးနေသော မြတ်စွာဘုရားကိုသွားရောက်ပင်ဖိတ်ကြသည်ဘုရားမြတ်စွာသည်ယဟန်900နှစ်အတူဝေသာလီပြည်သို့ကြွားရောက်လာပြီး မြို့လယ်မန္တန်၌သတင်းသုံးတော်မူသည် ထိုနောက်ရှင်အာနန္ဒာဤရတနာတုတ်ကိုသင်ကြားပေးပြီးမြို့ကိုလှည့်ပတ်၍ရုပ်ဖတ်ရန်ညွှန်ကြားတော်မူသည်ရှင်အာနန္ဒာသည်မြတ်စွာဘုရား၏တပည့်တော်ဖြင့်ဤအပြည့်ထဲ၍ညသုံးရံပတ်လုံးမြို့ကိုလှည့်လေကရတနာတုတ်ကိုရုပ်ဖတ်တော်မူသည် ရင်သူရွေးဖက်ရင်တပိတ်တော်မာရီဖြင့်လည်းပန်းဖက်ပြန်းတော်မူရာဘလူသပတ်များတွေ့ပြေး၍ယောဂဝေဒနာတွင်များလည်းပျောက်ကင်းချမ်းသာကြလေသည်ဘုရားမြတ်စွာသည်ဝိသာလိပြေနာယရဏသုံးနှစ်တကွာအသိညော်လျောက်ပတ်သောတရားဒေသနာများကိုဟောကြား၍ခொနည်းများသတင်းသုံးတော်မူပြီးရာဇဂျူပြည်သို့ပင်ပြန်ကြွသွားတော်မူလေသည်အေယရဏသုတ်ကဖရာတရားတန်ခါဟူသောယရဏသုံးပါးဤကိုကျေးဇူးတို့ကိုဖော်ပြညွှန် ဖော်ညွှန်ထားခြင်းဖြစ်ပြီးဘေးရန်နေရာမျိုးမျိုးတို့အားကာကွယ်ရေးအတွက်ဗုဒ္ဓဘာသာဝင်များအစဉ်အလာယုံကြည်အားကိုးအပ်သောတုတ်တုတ်ဖြစ်ပြီးသည်ထို့ကြောင့်ဤတုတ်ကိုမူဤတုတ်ဤမူရင်းပါဠိကိုထန်ကလိုင်းကြကြရွတ်ဖတ်တတ်အောင်ကြိုးစားပြီးအောက်ပါအနတ်ဒိဗေကိုလည်းတစဉ်စဉ်ဖတ်ရှုကြည်ညိုကြရန်တိုက်တွန်းလိုက်ရပြီးသည်အနတ်အဒိဗေဤရသူစုဝေးရောက်လာကြသည်ပုံမဆိုးနှင့်အာကာသဆိုးနှင့်အာလုံးတို့သည်ဝမ်းမြောက်နှစ်သက်ကြကုန်သော ငါဟောကြားအပ်သောတရားကိုယုသေးစွာနာယူမှတ်သားကြကုန်လောတင်တို့အားညောညပါပူဇော်ပါသခြင်း ပြုကြသောလူတို့အားမမေ့မလျော်ဆောက်ရှောက်ကြကုန်လောဤလူပြည်၌ဖြစ်စေငကားပြည်ငကားပြည်ဂလုံးပြည်နတ်ပြည်တို့၌ဖြစ်စေရရှိသောယရဏဟုသည်များတို့တွင်ဖျားသည်ဟုသောယရဏနှင့်တူသောယရဏသည်မရှိ ဖရာယရနာသည်အမျက်ဆုံးဖြစ်၏ဤမှန်သော သစ္စာစကားကြောင့်တရဝါများအချမ်းသာကြပါစေတည်ကြည်သောစိတ်ရှိတော်မူသည့်တာကီနွယ်ဘွားမြတ်စွာဘုရားသည်တိမြင်ဆိုင်ရောက်အပ်သောကိလေသာကုန်ခန်း၍ရာဂကင်းရာဖြစ်သည့်အမြိုင်နိဗ္ဗာန်နှင့်တူသောယရနာသည်လည်းမရှိဤသစ္စာစကားကြောင့်တရဝါများချမ်းသာကြပါစေစင်ကြယ်၍အခြားမဲ၌ကျိုးပေးနိုင်သောအကျင့်တမာတိကိုမြတ်စွာဘုရားသည်ချီးကျူးတော်မူ၏ထိုတမာတိနှင့်တူသောယရနာသည်လည်းမရှိ ဤတစ္ဆာစကားကြောင့်တရဝါများချမ်းသာကြပါစီအစုံအားဖြင့်လေးစုံဖြစ်၍ရှေ့ရောက်သောအကျင်မြတ်စွာဘုရား၏တပည့်တော်ဝရကတို့ကိုသူတော်ကောင်းတို့ချီးမွမ်းချီးမွမ်းအပ်ကုန်၏မြတ်သောအလူကိုထိုက်ခံထိုက်သောပုဂ္ဂိုလ်များဖြစ်၍ယင်းတို့အားလှူဒန်းခြင်းသည်အကျိုးကြီးမ၏ဤမြတ်စွာဘုရား၏တပည့်တန်ခါသည်လည်းအမျက်ဆုံးယရနာတစ်ပါးဖြစ်၏ဤသစ္စာတကားကြောင့်တရဝါများချမ်းသာကြပါစေ။ အကျင့်ယဟန်တန်ဃာတို့သည်ဂေါရမမြတ်စွာ၏သာသနာ၌ခိုင်မြဲသောစိတ်ဖြင့်ကောင်းစွာအားထုတ်ကြကုန်၏။ကာမဂုဏ်မှလွတ်မြောက်ရန်ကြိုးစားကြကုန်၏။ရာသင်ရထိုက်သောတရားကိုရရှိပြီးတည်ခြင်းကင်းသောအမြိုက်နိဗ္ဗာန်ကိုအာရုံပြုရာညီအချင်းကိုခံစားနေကြကုန်၏။ဤတန်ဃာတို့အပေါင်းသည်လည်းအမျက်ဆုံးယတနာတစ်ပါးဖြစ်၏။ဤသစ္စာစကားကြောင့်တရဝါများချမ်းသာကြပါစေ။အရိယသစ္စာတို့ကိုဉာဏ်ဖြင့်သိဝင်၍သိမြင်သောပုဂ္ဂိုလ်သည် အရက်လေးမျက်နာမှာတိုက်ခတ်တော်လီကြောင့်မတုံးမလှုပ်သောမြေဆိုင်တကားတိုင်းနှင့်တူ၏ဤသို့သော အရိယတန်ကားသည်လည်းအမျက်ဆုံးယတနာတပါဖြစ်၏ဤသစ္စာစကားကြောင့်တရားများ ချမ်းသာကြပါစီအကျင့်သောတာပန်ပုဂ္ဂိုလ်တို့သည်နည်းနည်းသောဉာဏ်ပညာရှိသော မြတ်စွာဘုရားဟောကြားအပ်သော အရိယသစ္စာတို့ကိုထင်ထင်ရှားရှားသိမြင်ကုန်၏ထိုပုဂ္ဂိုလ်တို့သည်လွန်ကဲစွာမေလျော့နေကြစေကမူရှိခူးမြောက်သောဘဝကိုမယူကြကုန် သောတာပန်တန်အတန်ကားသည်လည်းအမျက်ဆုံးယတနာတစ်ပါးဖြစ်၏ဤသစ္စာစကားကြောင့်တရဝများချမ်းသာကြပါစေအကျင့်ပုဂ္ဂိုလ်သည်သောတာပတ္တိမဉဏ်ကိုရသည်နှင့်တပြိုင်နက်အမြင်မှားခြင်းတွေးတောယုံမှားခြင်းမှားသောအလေးချင်းတို့ကိုဆွဲလန်းခြင်းဟုသော တရားသုံးပါးကိုပယ်စွန့်၏ကိလေသာဆိုးဆင်းများရှိစေကမူပယ်လေးပါးမှလွတ်ပြီးဖြစ်၏အမိအဖာကိုတတ်ခြင်းစသော ကံကြီး၆ပါးကိုကျူးလွန်ခြင်းကမထိုက်တော်ချီ။ ်ထိုပုဂ္ဂိုလ်သည်ကိုနှုတ်စိတ်တပါးပါးဖြင့်မကောင်းမှုကိုပြုမိစေကမူထိုမကောင်းမှုကိုဖုံးကွယ်ခြင်းကမထိုက်တော့ချေဤသောတာပန်တန်ကသည်လည်းအမျက်ဆုံးယတနာတပါးဖြစ်၏ဤသစ္စာစကားကြောင့်တရားများ ချမ်းသာကြပါစေအကျဉ်မြတ်စွာဘုရားသည်နှွေဦးရသည်၌ပင်လုံးကျွပွင့်သောတစ်ပင်တို့ဖြင့်တင့်တယ်သောတောအုံနှင့်တူသည့်နိဗ္ဗာန်သို့ရောက်ကြောင်းတရားကို ဟောကြားတော်မူ၏ မြင့်မြတ်သည့်ဖြစ်၍မြင့်မြတ်သောတရားကိုသိမြင်ပေးဝေဆောင်ကျင်းတော်မူလျက်မြင့်မြတ်သောတရားကိုဟောကြားတော်မူတတ်၏ထိုမြတ်စွာဘုရားသည်လည်းအမျက်ဆုံးယတနာတပါးဖြစ်၏ဤသစ္စာစကားကြောင့်တရားများချမ်းသာကြပါစီအကျင့်ပုဂ္ဂိုလ်တို့အားကံဟောင်းခုံ၍ကံသစ်လည်းမရှိတော့နောက်ဘဝ၌တမတ်ချင်းကင်းသောစိတ်ရှိကုန်လျက်ပရိသေတိမျိုးစီလည်းကုန်ပြီးဖြစ်ကုန်၏စီပင်ပြန့်ပွားလိုသောဆန္ဒလည်းမရှိတော့ချေ စီမီငိမ့်တကဲ့သို့ဘဝဆင်းရဲမှငိမ့်ပြီးဖြစ်ကုန်၏ထိုတန်ကားတော့အပေါင်းသည်လည်းမျက်ဆုံးယတနာတပါးဖြစ်၏ဤတစ္ဆာစကားကြောင့်တရဝါများချမ်းသာကြပါစေတရားမင်းဤကရောခံဤသို့ဗုဒ္ဓမြတ်စွာကရဲ့နာသုံးပါးအိခုံတို့ကိုထုတ်ဖော်ဟောကြားတော်မူသောအခါနတ်မြတ်မအပေါင်းနှင့်အတူတရားနာရာရောက်ကြသောတရားမင်းကလည်းဂါထာသုံးဖို့ဖြင့်ယန္နာသုံးပါးအပူဇော်ကြတော်လေသည် ဤရဲ့သူစုဝေးရောက်ရှိလာကြသော ပုံမဆိုးနံအာကာသဆိုးနံအပေါင်းတို့သည်နတ်လူတို့၏အပူဇော်ကိုခံထိုက်ခံယူထိုက်တော်မူသောမြတ်စွာဘုရားအားရှိခိုးကြောကြပါသည်တရားတော်အားရှိခိုးကြောကြပါသည်သံဃာတော်အားရှိခိုးကြောကြပါသည်တရားအပေါင်းချမ်းသာကြပါစေဆက်လေးအာမဂန္ဓာတုတ်ညှိစောနံသော တရားတသက်လို့ယတိ ဗုဒ္ဓရှင်တော်အမြတ်ပွင့်တော်မမူမီအချိန်ကဗာယာနတိပြီးမှအာမဂန္ဓအမည်ရှိသော ပုံနာသည်တပည့်လူလင်900နှင့်အတူယသေးဝွေ၍ဟိမဝန္တာတော်တွင်သို့သွားရောက်နေထိုင်၏သူတို့သည် အမေသားငါစားတော့ခြင်းမှလုံဝရှောင်ခြင်း၏တိတိတည့်ရများကိုသာနေစဉ်စားတော့နေကြ၏ယဟန်တို့သည်ဟိမဝန္တာ၌အနေကြသောအခါခြင်စားတို့ကိုမမီဝဲရသောကြောင့်သားရေဖြောတော်ယောဂဖြောတော်သောယောဂဖြစ်ပေါ်လာ၏ ထို့ကြောင့်ချင်းစားမိဝဲနိုင်ရန်အတွက်လူနေမျိုးရွာများရှိရာသို့ခရီးထွက်ခဲ့ကြနေသည်။တောင်ဝတိပြည်နယ်အတွင်းရှိရွာတရွာတို့ရောက်လျင်ရွာသူရွာသားတို့သည်ယသည်တို့အားမိမိတို့ရွာ၌သတင်းသုံးနေထိုင်ရန် တောင်းပန်လျှောက်ထားကြ၏။ယသည်တို့ကလက်ခံလျင်ကြောင်းများဆောက်လုပ်လူဒန်းပြီးနေစဉ်လဲဆွန်းလောင်းလူနေကြ၏။ဤသို့ဖြင့်မိုးဥတုလေးလာကုန်သောခါရဲရသေးတို့သည်ကိုကာယတောင်တင်ကျမ်းမာလာကြသောကြောင့်ရွာသူရွာသားတို့အပန်ကြ၏ဟိမဝန္တာသို့ပြန်လာကြနေသည် နောက်နှစ်နောက်နှစ်များတွင်လည်းထိုရွာသို့ပင်လာ၍မိုးလေးလပတ်လုံးနေထိုင်ကြသဖြင့်ရွာသူရွာသားများနှင့်အထူးပင်ခင်မင်ရင်းနှီးသောအခြေအနေသို့ဆက်ရောက်လေသည်ထိုအချိန်တွင်ဗုဒ္ဓရှင်တော်မြတ်သည်တာဝတိပြည်သို့ကြွားရောက်မူလာပြီးယဟန်900နှင့်အတူဒေသစာရီကြွားချီတော်မူရာထိုရွာသို့ဆက်ရောက်တော်မူလေသည်ရွာသူရွာသားတို့သည်ဗုဒ္ဓနှင့်ယဟန်တန်ဃာတို့အားလူဒါနကြီးစွာပြုလုပ်၍တရားနာယူကြသည်များစွာသောရာသူရာသားတို့သည်မျက်ဉံဖူဉံကိုသိမြင်၍အကျွတ်တရားရရှိသွားကြလေသည် ဟိမဝန္နာမယတိ900လို့ဒီမူကြချိန်တွင်ထိုရာသို့ဆက်ရောက်လာကြပြန်၏။သို့သောရာသူရာသားတို့သည်ယတိတို့အားရှေ့ကလိုလိုက်တိုက်လဲလဲကြိုးစိုးစီကတ်ခြင်းမပြုကြတော့ချေ။ဤသို့မိမိတို့အပေါ် ADA ဆက်ဖြစ်နေသည်ကိုမြင်လျက်ယတိတို့သည်အကျိုးအကြောင်းကိုစုံစမ်းမိမြန်ကြ၏။ဘုရားကဲ့သို့သောပုဂ္ဂိုလ်သူကိုဖူးတွေ့ခဲ့ရပြီဖြစ်သောကြောင့်ယသေးတို့ပေါ်၌ရှိကလိုကြီးညိုခြင်းမရှိတော့ကြောင်းသိရှိသောအခါယသေးကြီးဖြစ်သော အာမကန္တာကယွာသားများကိုဤသို့မင်းမြန်လေသည်အချင်းတို့တင်းတို့ဖူးမြင်လိုက်ရသောပုံနာသည် ဗုဒ္ဓသည်အချင်းတို့သင်တို့ဖူးမြင်လိုက်ရသောဗုဒ္ဓသည်တာငါစာသုံးခြင်းကိုပြုပါသလိုစာသုံးခြင်းပြုပါသည်ရှင်ယသည်ရွာသားတို့၏အဖြေကိုကြားလင်းအမဂန္တာသည်မျောလင်းချက်ပြပြသွားလေသည်အကြောင်းကမေသားငါးစာသုံးသူသည်ဗုဒ္ဓဆစ်စစ်မဖြစ်နိုင် ဟုယူဆသောကြောင့်ဖြစ်ပေသည်။သို့တော်လည်းလောက၌ဘုရားတစုပေါ်ထွန်းလာရင်မင်းလွန်စွာခက်ခဲလာပေသည်။ဘုရားစစ်အစစ်စင်စဲဟုံမဟုံငါကိုယ်တိုင်တွားရောက်ဆုံးစမ်းမှုအကြံပေါ်လာပြန်သောကြောင့်ယတိ900နှစ်အတူတာဝတိပြည်သို့ခရီးထွက်ခဲ့လေသည်။ယတိများဆောက်ရောက်လာချိန်တွင်ဘုရားရှင်တော်မြတ်သည်တရားပလင်၌ပရိသတ်တို့အားတရားဟောပြောနေတော်မူ၏။ယတိတို့သည်ဘုရားရှိခိုးဥချခြင်းမပြုဘဲပရိသတ်အစွန်း၌ ထိုင်နေကြသည်ဗုဒ္ဓကပင်စတင်ယသိတို့ဘယ်ရဲ့မှလာကြသည်နီလန်ခီ၌ခဲခဲမရှိချင်းချင်းသာသာလာခဲ့ရပါ၏လို့စသဖြင့်နှုတ်ဆက်စကားမွေ့ကြတော်မူ၏ထိုအခါအမဂန္ဓာသည်ဗုဒ္ဓအားရှင်ကောရမတင်သည်ညီစောနန်သောအရာကိုစားသုံးပါသလိုဟုသောမိကုံကို စတင်မိလျှောက်လေအမဂန္ဓာညီစောနန်သောအရာဟုသည်ဘယ်ကိုတင်ဆိုလိုပါသည်နီအမေသားငါကိုဆိုလိုပါသည်ရှင်ကောဓမ္မ အမဂန္တငါဖရာကအမေသားကိုညှိစောနှံသောအရာဟုမဆိုကိလေသာကမဂုံတို့ကိုသာညှိစောနှံသောအရာဟုဆိုပေ၏ဗုဒ္ဓသည်ဤသို့မင်ကြတော်မူပြီးကတ္တပဖရာရှင်လက်ထက်ကလည်းဤပြဒနာကြီးပေါ်ပေါက်ခဲ့မှုကြောင့်ဖုတ်တော်လိုသည်ဖြင့်အတိတ်ကို ဆောင်းတော်မူလေသည်ကတ္တပဖရာနှင့်တာငါပြဒနာလူလေပြီးသောအခါဘာယာနတိပြေး၌ပြမရက်အမိရှိသောမင်းသည်မင်းပြု၏ထိုမင်း၏ပရောဟိတ်ဆရာဖြစ်သောမြတ် ဒတာပုံနာ၌ကတပအမိရှိသောသားတယောက်မွေးဖွားသောအခါထိုသားသည်ဤကံစင်စစ်ဖျားဖြစ်လိမ့်မည်ဟုထွက်ပေါ်လေသည်ထိုအခါကတပ၏ငယ်သင်ငယ်ချင်းဖြစ်သောတိတ်တာလူတွင်သည်ယသေးဝေရဟိမဝန္တာတော်၌တရားကျင့်နေသူသည်အမေသားငါးစားသုံးခြင်းမှလုံးဝရှောင်ကြဉ်၏တည်တည်တည်ရဲ့များကိုသာမိဝဲစားတောင်းနေလေသည်ကတဘာလူလင်ပြေရွယ်ရောက်သောအခါတောထွေရီတရားရှိသည်ဖြင့်ဖျားဖြစ်သူရောက်လေသည် ထို့နောက်ယဟန်တန်ဃာပေါင်း2000နှစ်အတူဘာယနတိပြည်မိဂရာဝန်တော်၌သတင်းသုံးနေတော်မူသည်ဤသို့ကတ္တဗလူလင်ဖျားဖြစ်သူရောက်ရှိနေကြောင်းသတင်းကိုဟိမဝန္တာတော်၌နေသောတိတ်တယတိကြားလင်ဘာယနတိပြည်သို့ကြွာလာသည် ကတ္တမဖျားရှင်နှင့်တွေ့သောအခါရှိခိုးဦးချပြင်းမင်မပြုဘဲအရှင်သည်အညီအဟောက်စားသုံးခြင်းကိုပြုပါသလိုဟုသောမိကွန်းကိုသာအရေးတကြီးမင်းမြန်းလေသည် ကတဘာဖရာရှင်ကတိတ်တာငါသည်အညီဟောက်ကိုစားသုံးခြင်းကိုမပြုဟုဖြေကြတော်မူသည်ထိုဖြေကြောင့်တိတ်တာသည်များစွာခြင်းနဲ့သွား၏သို့တော်လည်းကတဘာဖရာရှင်သည်ခီးယောင်မဆိုင်ဖြစ်၍တိတ်တာရဲ့တရားဆက်လက်တရားဟောကြားခြင်းမပြုချေတိတ်တာရဲ့တေသည်ပန်းဖြေရင်ယသိပွားဖြစ်ပင်ဗုဒ္ဓကျောင်းတော်၌တင်ညာတာတဲခုနေထိုင်နေ၏နောက်တနေ့နဲ့နဲ့တွင်ပုံရသည်ဖြစ်ဘာယာနတိပြည့်ရှင်မင်းကြီးပုလို့သူလည်းသောဆုံးဘောစဉ်တို့ကိုဖုံးပေးသုံးဆောင်တော်မူ၏ ရင်းသူဖုံးပေးသုံးဆောင်ရာတွင်တာငါလင်းနေရာများပါဝင်နေသည်ကိုမျက်မှောက်ထင်ထင်တွေ့မြင်ရသောကြောင့်ဒေသရဲ့သည်သည်လွန်စွာမကြေမနက်ဖြစ်သွားသည်ထို့ကြောင့်ဆုံးဖုံးပေးပြီးသောအခါခတ်တပါဖရာရှင်အားဤသို့မိချောက်လေသည်အရှင်ခတ်တပါတရားသဖြင့်သောတည်ရွယ်သေးမည်သည်ဟုအစာသုံးနေကြကုန်သောယသည်တို့သည်ကာမဂုဏ်ကိုခံစားလိုသည့်အတွက်လွဲမှားသောစကားကိုမဆိုကြပါကုန် အရှင်ကတ္တပါကောင်းစွာအစီရင်ချက်ပြုတ်၏သူတပါးသူလူတန်းအတိမုံမြတ်သောတာငါဟင်းလျာနှင့်တလေးထမင်းတို့ကိုစားသောတင်သည့်အညီဟောက်ကိုစားသုံးသည်မြည်ပါ၏အရှင်ကတ္တပါအညီဟောက်သည်ငါအာမအပ်ဟုတင်ဆိုခဲ့သည်မဟုတ်ပါလောတို့ပါလျက်ကောင်းစွာစီရင်ချက်ပြုတ်ထားသည့်ငှက်သားတို့နှင့်တကွတလေးထမင်းကိုတင်စားပြီးတင်ပြောကြသည့်အညီဟောက်ဟုသည့်အဘဲကိုဆိုလိုပါသည်။ညီသောနန်သောအရာထိုအခါကတ္တပါဖျားရှင်သည်တိတ်တရတရားဤသို့ ဖေဆိုမိန်ကြတော်မူလေသည်တိတ်တရသည်သူအသက်ကိုသက်ရှင်သူတစ်ပါးအားနှင်းဆဲနှိမ့်ဆက်ခြင်းသူတစ်ပါးပစ္စည်းကိုခိုးယူခြင်းမူသားစကားဆိုခြင်းလိမ်လည်လှည့်ပြားခြင်းအကျိုးမရှိသောကြံကံတို့ကိုသင်ယူခြင်းသူသားမယားကိုပြမှားခြင်းဒီတို့ဒီကညှိစောနံသောအရာများဖြစ်သည်တန်ဃာဘောဇင်သည်ညီစောနံသောအရာမဟုတ်ပေတိတ်တရသေးကကာမဂုဏ်တို့၏မဆောင်စည်းခြင်းမစင်ကြဲသောအလုပ်ဖြင့်အတံမွေးခြင်း အယူလွဲမှခြင်းမဖြောင်းမှန်သောကုမှုနှုံးမှုရှိခြင်းဤသည်တို့သည်လည်းညှိစောနံနေသောအရာများဖြစ်ပြီးတာငါဘောစဉ်သည်ညှိစောနံသောအရာမဟုတ်ပေဒိတာယတိကြံကြုတ်ရဆက်ခြင်းရှေးတွင်တမျိုးမျက်ခွဲတမျိုးပြောခြင်းအဆွေခွင်မိုးနှုတ်ကိုပြမခြင်းတနာခြင်းနာမှုကင်းခြင်းမာနကြီးခြင်းနှမျောတွန့်တူခြင်းဤသည်သည်လည်းညှိစောနံသောအရာများဖြစ်ပေသည် တန်ဃာဘောဇင်သည်ညီစောနန်သောအရာမဟုတ်ပေ။တိတ်တရသည်အမျက်ဒေါသကြီးခြင်း၊ဝါကြွားပါလာ၍ပြောဆိုခြင်း၊ဂုံးချောခြင်း၊တစိုးစား၍မမတ်မကန်တရားစီရင်ခြင်း၊သီလမရှိဘဲသီလရှိအောင်ဆောင်ခြင်း၊မိဘတို့ပေါ်၌ရရင်ဆန်းဆန်းပြောဆိုပြုမှုခြင်း၊ဤသည်တို့သည်လည်းညီစောအနန်သောအရာများဖြစ်၏။တန်ဃာဘောဇင်သည်ညီစောအနန်သောအရာမဟုတ်ပေ။ ဤသို့လင်ကတ္တပဖျားရှင်သည်တိတ်တရတေအားသာငါဘောရှင်သည်ဤသောနံသောအရာမဟုတ်ကိလေသာနှင်ရှင်သောပြုမှုများသာလင်ဤသောနံသောအရာစင်စင်ဖြစ်ကြောင်းရှင်လင်းမိန်ကြတော်မူသည်တိတ်တရတေကသာငါစားသူသည်စင်ကြယ်မှုမရှိနိုင်တန်တရားမှမလွတ်မြောက်နိုင်ဟုအယူရှိသူဖြစ်ထို့ကြောင့်သာငါစားသုံးခြင်းမှာရှောင်ကျင်ရုံများဖြင့်တန်တရားမလွတ်မြောက်နိုင်ကြောင်းကတ္တပဖျားရှင်ကဆက်လက်ဟောကြားတော်မူနေသည် ဒိတ်သားရဲ့ဒေသကမစားခြင်းအဝတ်မဝတ်ခြင်းဇပင်ကိုရိပ်ရွေကတုံးဖြစ်နေခြင်းစကြစ်ထားခြင်းမိဘူးစော်ခြင်းတို့သည်တရဝါတို့မိဘူးစော်ခြင်းတို့သည်တရဝါတို့ကိုမစင်ကြယ်စေနိုင်ကုန်မိမိကိုယ်ကိုဆင်းရဲပင်ပန်းအောင်ခြင်းချင်းဗေဒင်ကျမ်းများကိုတင် जा ရွတ်ဖတ်ခြင်းရိပ်ပူစော်ခြင်းစသည်တို့သည်လည်းတရဝါတို့ကိုမစင်ကြယ်နိုင်ကြစေကုန်ဒိတ်သားရဲ့ဒေခြင်းသူသည်အင်ကြီးတို့ကိုဆောင်းထင်း၏အမှန်တရား၌ရက်တည်၏စိတ်နူးညံ့ခြင်းဖြောင်းမှန်ခြင်းတို့ပြည့်စုံ၏ ိကက်တွေတာခြင်းလည်းမရှိထိုသူသည်အယုံ၆ပါးတို့၌ကိလေသာညစ်ကြေးလိမ့်ကြံခြင်းကင်းပြီဖြစ်၍စင်စစ်စင်ကြယ်သူလည်းဖြစ်ပေ၏ကတဗာဖရာရှင်ကဤသို့ဟောကြားသောအခါဒိဋ္ဌရဲ့ကြီးသည်အမှန်တရားကိုကောင်းစွာသိမြင်နားလည်၍မိမိအားယဟန်ပြုပေးရန်ဖရာရှင်ကိုတောင်းပန်လျှောက်ထားလေဖရာရှင်ကလည်းသစ္စာယဟန်လာလောဒုက္ခကင်းဝေရန်ကဖရာသာသနာ၌မြတ်သောအကျင့်ကိုကျင့်လောဟု မိန်ကြားတော်မူ၏ထိုအခါဒိတ်တသည်ချက်သင်းပင်ယသည့်အတွင်ပြောက်၍ယဟန်းသင်သူကူပြောင်းရောက်ရှိသွားလေသည်ထိုနောက်မကြာမီပင်မတရားဖို့တရားများကိုထိုးထွင်းသိမြင်၍ကတ္တပဖရာရှင်၏လက်ရရန်အာဂတဝကကြီးဖြစ်သူဆက်ရောက်သွားလေသည်ဗုဒ္ဓရှင်တော်မြတ်ကဤသို့အတိတ်ဆောင်၍ဟောကြားတော်မူလေသော အာမဂန္ဓအမှုရှိသောယတိ900တို့သည်ကျွတရားရရှိ၍ယဟန်ဖြစ်သူရောက်ရှိသွားကြလေသည်။ဆင်္ဂါဟီရီတော အရှက်မရှိသောမိတ်ဆွေဘုရားရှင်တော်မြတ်ပွင့်တော်မူမြေချင်းကတာဝတိပြည်၌ပစ္စည်းဥစ္စာချမ်းသာကြွယ်ဝသည့်ဗျမနအနယ်ဝင်တထေတဦးရှိထိုတထေ၌သာတယောက်ထုံငါရွယ်ရွယ်ရောက်စားခြင်းတွင်တထေနှင့်တထေကတော်နှစ်ယောက်လုံးရုပ်တရေကွယ်လွန်သွားကြလေသည် တယောက်တည်းသောသားဖြစ်၍တတိပစ္စည်းဥစ္စာအလုံးကိုထိုတတိသားတူဒိတာအမွေဆက်ခံရရှိလေသည်ထို့ကြောင့်တတိကြီးဗန္နာဆိုသည်ရွှေတဲငွေတဲများကိုတခုပြီးတခုဖွင့်လေ၍အရှင်သာပစ္စည်းများသည်အရှင်သာအိဖခင်အမွေဆက်ခံရရှိသော ပစ္စည်းများဖြစ်ပါသည်ဤပစ္စည်းများကမိခင်ဘက်မှအမွေဆက်ခံရရှိသောပစ္စည်းများဖြစ်ပါသည်ဤသို့စသည်ဖြင့်တတိသားညွန်ပြပြောဆို၍ပစ္စည်းများကိုအနံ့လေသည် ထိုခါတထေးသားသည်မကုန်းနိုင်မခန်းနိုင်အောင်ဖြစ်နေသောပစ္စည်းပုံကြီးများကိုတွေ့မြင်ရနေဤသို့စဉ်းစားဆင်ခြင်မိသည်ပစ္စည်းဥစ္စာတွေကတပုံကြီးပစ္စည်းတွေကိုစုဆောင်ခဲ့ကြသူတွေတော့တယောက်မကျန်တင်မင်းနိုင်ငံသို့ပါကြုံကြပြီးဘာပစ္စည်းမှလည်းယူမသွားနိုင်ကြရှာကုသိုလ်ကောင်းမှုမှတပါတမန်လွန်တို့ပါနိုင်သည့်ပစ္စည်းမရှိပါတကားယင်းသူစဉ်းစားဆင်ခြင်ပြီးနောက်တထေးသားသည့်ပစ္စည်းဥစ္စာ အလုံးကိုစွန့်ပြေးထားခဲ့ပြီးတောထွက်၍ယတိယဟန်ပြုရန်ဆုံးဖြတ်လိုက်၏ ထို့နောက်သူသည်တနေ့လင်အသက်ပြားတသိန်းကုန်းချခံ၍နေ့စဉ်လူကြီးပေးလေ၏သို့တော်လည်းသူပစ္စည်းများကတိတိသာသာရော့နေမသွားချေနောက်ဆုံး၌တထေးသားသည်ဗန္နာတိုက်အားလုံးကိုဖွင့်၍ရှိသည့်မြပစ္စည်းများကိုအလူရှိသလောက်ယူကြစေဟုဆိုကမချင်းမချန်ဆုံးလွတ်လူရန်ပြီးဟိမဝန္တာတော်သူတယောက်ထဲထွက်ခဲ့၏ဟိမဝန္တာတို့ရောက်သည့်အခါယတိအသွင်ကိုယူ၍တည့်ရွက်မှုတဲကြောင်ကလေးတစ်ကြောင်ဆောက်လုံးနေထိုင်၏ တည်တည်တည်ရွတ်တို့ကသာရှာဖွေစားတောက်ခဲ့ပြီးတရားပါဝနာပွားများခြင်းဖြင့်သာအချိန်ကိုကုန်လွန်စေခဲ့သည်ထိုအချိန်တွင်ဗုဒ္ဓရှင်တော်မြတ်ပွင့်တော်မူလာ၍မြစည်းမဒေတာ၌တမျိုးမှတမျိုးဒေတာရီကြွားချီတော်မူရာမှတာဝိထိပြည်သို့ဆက်ရောက်တော်မူသည်တာဝတိပြည်စီတဝန်ကျောင်းတော်၌ဗုဒ္ဓသတင်းသုံးစီစဉ်တာဝတိပြည်သားတယောက်သည်အမွှေးနှံသာတို့ကိုရှာဖွေရန်အတွက်ဟိမဝန္တာတော်သို့ဝင်ခဲ့လေသည်တတော်ဝင်တတော်တွဲဖြင့်အမွှေးနှံသာများကိုလှည့်လည်ရှာဖွေရင်း ထိုတာဝိထိပြည်သားသည်ပြမနာယတိညီထိုင်ရာចောင်းတင်ငန်သို့ဆက်ရောက်သွားလေသည်မိမိ၏မူရင်းဇာတိဖြစ်သောတာဝိထိပြည်မှခရီးသည်တို့ဆက်ရောက်လာသည့်အတွက်ယတိသည်ဝမ်းမြောက်ဝမ်းသာကြိုးစိုးဧကန်လေသည်ရှေးဦးစွာအလာပါတလာပါစကားများပြောဆိုပြီးနောက်ယတိကတာယကအသင်တို့တာဝိထိပြည်မှယနေ့ပဲလိုအကြောင်းအရာထူးထူးဆန်းဆန်းများရှိပါသည်လေဟုမိမြန်လေသည်ရှင်ယတိကျွန်ုပ်တို့တာဝိထိပြည်မှာ ယခုလောလောဆယ်ထူးထူးခြားခြားကတော့ဗုဒ္ဓရှင်တော်မြတ်ကြွားရောက်တည်ရင်သုံးနေခြင်းပင်ဖြစ်ပါသည်ဤသို့အစချီ၍တာဝတိပြည်တွင်ဗုဒ္ဓရှင်တော်မြတ်နှင့်ယဟန်တန်ဃာတို့၏သင်ငန်းရောင်ဖြစ်တပြောင်မြောင်တောက်ပနေပုံကိုထူတာယကာကားယတိယာလျှောက်တင်နေကြည်ယတိဒီဗုဒ္ဓဟုသောအတန်ကိုကြာယုံမြင့်မင်းအလွန်မင်းရှင်လန်းတကြွလှည့်သင်ငန်းပြေးခရာတို့ကိုချက်ချင်းပြင်ဆင်၍တာဝတိပြည်သို့ရှေးရှူထွက်ခဲ့လေသည်တာဝတိတို့ရောက်သည့်နေ့ဗုဒ္ဓနှင့်တွေ့သောအခါ ဗုဒ္ဓဆင်စစ်ဖြစ်နေသူတပါးဤစိတ်အကြံကိုသိရမည်ဟုယူဆ၍မိမိတွင်စဉ်းစားကြံစားထားသောပြဒနာလေးရပ်ကိုနှုတ်မှမွဲဟာခြင်းမပြုဘဲစိတ်ဖြင့်သာမေ့လျှောက်လေသည်ရှင်ဂေါတမဘယ်ကဲ့သို့သောမိတ်ဆွေကိုပောင်းသိအပ်ပါသနည်းအဘယ်ကဲ့သို့သော မိတ်ဆွေကို မပောင်းသိအပ်ပါသနည်းအဘယ်ကဲ့သို့သောအမှုကိုကြိုးစားအားထုတ်အပ်ပါသနည်းအဘယ်သို့သောအရာသာသည်အမျက်ဆုံးဖြစ်ပါသနည်း ထိုကဗုဒ္ဓသည်ယသေးစိတ်ဖြင့်ကျင့်စီ၍မေလျှောက်သည့်ပြဒနာလေးကိုတခုပြီးတခုမွဟာဖြေကြတော်မူနေသည်ယသေးအကျဉ်သူသည်အဆက်ကြောက်ကင်းမဲ့လျက်ငါသည်တင်းဤမိတ်ဆွေသည်ဟုနှုတ်မှပြောဆိုသည်တော်လဲမိမိဤဆွမ်းဆောင်နိုင်သောအမှုကိစ္စတို့ကိုမူတာဝန်ယူ၍ဆောင်ရွက်ပေးခြင်းမရှိထိုသူကိုငါဤမိတ်ဆွေမဟုတ်ဟုသတ်မှတ်ရ၏အကျဉ်သူသည်ဤကိစ္စကိုကျွန်ုပ်ဆောင်ရွက်ပေးပါမည်ဟုနှုတ်မှချစ်ဝဲစကားကိုဝန်ခံပြောဆိုတော်လဲပြောဆိုသည့်အတိုင်းကဆောင်ရွက်ပေးခြင်းမပြု ထိုသူကိုမိတ်ဆွေတူဟုတတ်မှတ်ရ၏အကျဉ်သူသည်မိတ်ဆွေတယောက်ကမိမိအားအပြစ်ပြောလာလျင် ထိုမိတ်ဆွေအားတုတ်ပြန်၍ပြည့်စုံနိုင်ရန်ခွင်လန်းကိုသာအစဉ်အမြဲရှာကြံစဉ်းစားလေရှိထိုမိတ်ဆွေကိုထိုသူကိုမိတ်ဆွေစေဟုမဆိုထိုက်တားငယ်သည်ဖခင်၏ရင်ခွင်၌စိုးရင်ကြောင်းကြခြင်းကင်းရှင်းစွာသောအိဆက်နိုင်ခြင်းကဲ့သို့အကျဉ်သူ၏ရင်ခွင်၌စိုးရင်ကြောင်းကြခြင်းကင်းရှင်းစွာအိဆက်နိုင်၏ သူတပါးတို့ကမိတို့ပင်ပြောဆိုသွေးခွဲတော်လဲစိန်ဝန်းကွဲပြားခြင်းမရှိထိုသူသည်သာမိတ်ဆွေစစ်ဖြစ်ပေ၏ဤကားအဘဲကဲ့သို့သောမိတ်ဆွေကိုပေါင်းသင်းအပ်ပါသည်နည်းအဘဲကဲ့သို့သောမိတ်ဆွေကိုမပေါင်းသင်းအပ်ပါသည်နည်းဟုသောပြဿနာ၏အဖြစ်နှစ်ရက်ဖြစ်၏ယသည်ဝမ်းမြောက်ခြင်းကိုပြုတတ်သောအာထုံမှုသည် ချမ်းသာခြင်း၏အကြောင်းဖြစ်၏ရှင်မွန်ခြင်းကိုဆောင်ကျင်းတတ်သောအာထုံမှုသည်ချမ်းသာခြင်း၏အကြောင်းဖြစ်၏ တစုံတစ်ခုသောအကျိုးကျေးဇူးကိုခံစားလိုသူသည်ယောက်ျားတို့၏အာမံကိုဆောင်လျက်ကြိုးစားအထောက်ချင်းပြုအပ်ပေသည်ဤကအပေကဲ့သို့သောအထောက်မှုကိုကြိုးစားအပ်ပါသည်ဟုသောတတ္တရပြတနာဤအဖြစ်ဖြစ်၏ ယသည့်အကျဉ်သူသည်စိတ်ငြိမ်ရသောချိကန့်လျက်စိတ်ငြိမ်ချမ်းမှုရတာကိုခံစားနေရ၏တရားနှင့်ရှင်သည်ညစ်သက်ဝမ်းမြောက်မှုရတာကိုတောက်သုံးနေရ၏ထိုသူသည်ကိလေသာတည်းဟုသောပူပန်ချောင်းကြခြင်းမှလုံးဝခင်းရှင်းပြီးတော့သည်ဤကအဘယ်သို့သောရတာသည် အမျက်ဆုံးဖြစ်ပါသည်ဟုသောစရုထပြဒနာ၏အဖြေသည်ဗုဒ္ဓ၏ဖြေကြားချက်တို့ကိုကြားရသည့်အခါပြမနာယတိသည်လွန်စွာနှစ်သက်ချိနဲ့သွား၏ ယဟန်ဂေါရမကသူတစ်ပါး၏စိတ်ကြံတို့ကိုသိ၏မေးလျှောက်သည့်ပြဿနာများကိုလည်းကောင်းစွာဖြေဆိုနိုင်ပေ၏ဘုရားစင်စစ် ဖြစ်ပြန်ရပေသည်ဤလိုယုံကြည်ယူဆလျက်ဘုရားထံ၌ယဟန်အဖြစ်ကိုခံယူလိုက်သည်ထို့နောက်ဘုရားညွှန်ကြားဆုံးမသည့်အတိုင်းတရားဘာဝနာကိုပွားများအားထုတ်မကြမီယဟန်နာအဖြစ်သို့ဆက်ရောက်လေသည်